အီရန်နဲ့၎င်းမဟာမိတ်လက်ဗနွန်အီရန်နဲ့ယမန်တို့နဲ့အတူကြီးမားသောရေတပ်စစ်ရေးလက်ချက်မှုကိုစတင်ခဲ့သည်ပါရှန်ပင်လယ်ကွေ့မက်ခရန်ကန်ယူဒန်နဲ့ကက်စပီယန်ပင်လယ်တို့တွင်တမော့အစီအ3000ခန့်ပါဝင်ခဲ့သည်အဆိုပါစစ်ရေးလက်ချက်မှုသည်ဂါဇာစီပါလက်စတိုင်းများအတွက်စစ်ရေးအင်အားနှင့်ထောက်ပံ့မှုကိုပြသခဲ့သည်အခမ်းအနားတွင်ပါဝင်သူများသည့်ပါလက်စတိုင်းလမ်းကိုလွင့်ထူပြီးအစ္စရေးလမ်းကိုမိရှုခဲ့ကြသည်။ဤလိုရသည့်ဂါဇာတွင်အစ္စရေးလက်ဝါးကိုစန့်ကျင်ကန့်ကွက်သည့်တင်ကြတာဖြစ်သည်။အီရန် I RGC ရတဲ့တမ်မူရတဲ့ဘူဂျိုဂျီအလီရဇာတန်စီရီက၎င်းတို့၏တပ်ဖွဲ့များသည်ပင်လယ်ပြင်အားအစ္စရေးနိုင်ငံအတွက်ငရဲအဖြစ်သို့ပြောင်းလဲကာကမ္ဘာမှဖယ်ရှားပြင်းအစင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ရန်သူများ၏လွတ်မြောက်ရန်နီလန်းမရှိဟုတတိပေးခဲ့သည်။ဆိုပါစစ်လက်ချက်မူသည်အီရန်နှင့်၎င်း၏မဟာမိတ်များ၏အင်အားကိုပြသရန်ရည်ရွယ်ကြောင်းတန်စီရီကပြောကြားခဲ့သည်။၎င်းတို့တပ်ဖွဲ့များသည်ရေကြောင်းနှင့်ကုန်းကြောင်း တိုက်ပွဲများအတွက်ပြင်ဆင်ထားကြောင်းလည်း၎င်းတို့ကပြောကြားခဲ့သည်။အီရန်ရေတပ်သည်ပါရှန်ပင်လယ်ကွေ့အိုမန်ပင်လယ်နှင့်မြောက်ပိုင်းရေပြင်တို့တွင် လုံခြုံရေးကိုအမခံပြင်းပြဖြစ်ကြောင်း၎င်းကအလေးပေးပြောကြားခဲ့သည်။ရန်သူများကစီရေရရေးယူရန်မစိုးစားတင်ကြောင်း၎င်းကသတိပေးသည်။ရေတပ်တပ်ဖွဲ့များသည်၎င်းတို့တပ်ရန်သူများကိုတိုက်ခိုက်ရန်မွတ်စလင်နိုင်ငံများ၏အင်အားနှင့်ခုခံမှုကိုစူးစမ်းကိုစားပြုသည်ဟုတန်ဆာရီကပြောကြားခဲ့သည်။နိုင်ငံတကာ Quartz နှင့် အရေးပေါ်မှုကိုလည်း၎င်းကပြောကြားခဲ့ပြီး၎င်းတို့အီဇရေးကိုစန့်ကျင်နေနေဖြစ်ကြောင်းပြောကြားခဲ့သည်ဒီနေ့တွင်အီရန်နိုင်ငံသားများသာမကကမ္ဘာတဝန်းရှိမု슬င်များ၏အီဇရေးကိုစန့်ကျင်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်အဆိုပါစီးလေ့ကျင့်မှုတွင်အီရန်ရှိတာဒီဆာဟီဗန်ဒါရီမောင်တူမဲလေးရင်တင်တင်မောရိုင်းစ်အလီဒါဗာရီတင်စစ်တင်မောနဲ့တာရာအတန်းစားဒုံးကြီးအမြန်နှုံးတင်တင်မောတို့ကိုအသုံးပြုခဲ့သည်ဆိုပါစီးလေ့ကျင့်မှုတွင်တင်မောမှုများမြင့်တက်လာချိန်တွင်အမေရိကန်စီးလေ့ကျင့်မှု လှုပ်ရှားမှုတိုးမြှင့်လာခြင်းနဲ့ဒေတာတွင်ပြည်ဝခမ်းနာဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်အဆိုပါစီလေးချက်မှုတွင်အီရန်၏ဂျန်သူများထံသို့တည်င်းစကားပေးပို့ပြီးအီရန်နှင့်၎င်း၏မဟာမိတ်များ၏စီလုံးမှုကိုပြသခဲ့သည်